့ဘိုင်ငွေအိတ်ကို ဖွင့်တယ်ကိုဘိုင်ကုတ်နံပါတ်ဆိုတာကဒီချက်ဒီနေ့ထဲမှာပေါ့တော်တော်ကြီးကိုမှငွေအိတ်တွေဖွင့်ပေးရတယ်ဖွင့်တဲ့သူတိုင်းကလည်းငွေအိတ်ဖွင့်သွားတဲ့လူတွေကလက်ဝင်ကြတယ်ပြီးကပြီးခဲ့တဲ့ဇနဲအသိတ်ဒီနက္ခပွဲတဲ့နေ့တနေ့ကွန်ကိုမှကိုဘိုင်ပတ်စကုတ်တွေလာလို့ကြတယ်ကိုဘိုင်ပတ်စကုတ်ဆိုတာက ကိုရဲ့ဇနသိတ်တိငွေအိတ်ကြီးပိတ်နေတာကိုဘိုင်ကပတ်စကုတ်နဲ့ပြန်ဖွင့်မှရမယ်အဲ့လိုပြန်ဖွင့်တဲ့အခါဘာတွေရလဲစီပွားရေးတွေပြန်ပြီးတော့ဥမော့လာတယ်ငွေတွေက အဲဒယ်လဟောထွက်ချင်းတို့လိုမထွက်တော့ဘူးကိုရဲ့ငွေကစုမိဆောင်းမီဖြစ်လာတယ်ငွေဝင်လမ်းကြောင်းအစ်စ်တွေအစ်စ်တွေသူ့အလိုလို ပေါ်လာတယ်မိကောင်ဆွေကောင်တွေနဲ့တွေ့စီ တွေ့ဆုံစေရတယ်အဲ့ဒီကိုပိုင် passport လေးကဘာနဲ့လို့ရလဲဆိုတော့ကိုရဲ့ကိုပိုင်မွေးသက်ကလေးနဲ့ကိုရဲ့မွေးနေ့မွေးနံအမှန်ကန်ပါမှာဒီချက်က လုတ်ပေးလို့ရပါတယ်ထင်ရမြင်ရနဲ့လုတ်ပေးလို့မရပါဘူးလူတယောက်အောင်မြင်မှုဆိုတာမွေးတဲ့နေ့လောက်အောင်နေ့ အောင်မြင်တဲ့နေ့ဖြစ်တာမဟုတ်ဘူးလူတရားလူလောကတဲကိုရောက်ဖို့ဆိုတာကတော်တော်မှခက်တာလူပြရန်အပ်တဲ့ချောင်းနဲ့နတ်ပြည်ကအပ်တဲ့ချောင်းထိဖို့လွယ်ရင်လွယ်လိမ့်မယ်လူတရားလူဖြစ်ဖို့ကအရန်ကိုခက်ပါတယ်ဒါကြောင့်ကောင်းဆုံးနေ့ကဘာနေ့လဲဆိုရင်ကိုယ့်ရဲ့မွေးနေ့ပါပဲအဲ့ကိုယ့်ရဲ့မွေးနေ့ကိုဥတည်ပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင် passport ကိုပြန်ရှာတဲ့အခါမှာကိုယ့်ဘဝကိုအောင်မြင်စေသောကိုယ့်ဘဝကိုတိုးတက်စေသောကိုယ့်ဘဝကိုအမြင့်မားဆုံးပြောင်းလဲစေသောနေ့ကောင်းရဲ့မြတ်ကို ပြန်ရပါတယ်ရှင်။ဒါကြောင့်ချစ်ရတော်ချစ်မိတ်ဆွေတို့အနေနဲ့ဖုန်းနံပါတ်မပြောင်းလဲနိုင်သေးရင်တောင်မှအစိမ့်မပြတ်ပါနဲ့ကိုယ့်ရဲ့ကိုယ်ပိုင် passport ကိုတော့ပြုလုပ်လိုက်ပါလို့တတိပေးရင်းနဲ့အခုဒီနေ့ဒီချိန်ကနေပြီးစဒီဗီဒီယိုကို တွေ့တဲ့နေ့ကနေပြီးစပြီးတော့ New Year နေ့အထိလူရောက်တရာကိုကြတော့ကျွန်မစီမှာဖုန်းနံပါတ်33000တန်မီလီယံနာ ဇောတိကကတ်ကိုယူမယ်ဖုံးကန်မြင့်မာဆိုတဲ့မီလီယန်နာဇောတိကကတ်ကိုယူတဲ့သူတိုင်းကိုကိုယ်ပိုင်ပတ်စပို့ကိုအခါမဲ့ ြုလုပ်ပေးတာဖြစ်ပါတယ်ကိုယ်ပိုင် passport တွေ့ချက်တာက9555ချက်ဖြစ်ပါတယ်ရှင့်เนาะဒါဆိုလို့ရှိရင်အဲနေ့လည်ကညီမလေးတယောက်ဆိုရင်ငိုပြီးတော့ပြောလာတယ်သမီးကကြတော့အဲတစ်ချက်စီမှာတသိန်း2000ခန့်လေးပဲလုတ်နိုင်တဲ့အတွဲကြောင့်တစ်ချက်ဘာဖြစ်လို့မြတ်တာလဲဆောင်မပေးတာလဲဒီသမီးလေးကိုသနာတဲ့အတွဲကြောင့်ဒီသမီးလေးကိုအကြောင်းပြုပြီးတော့တစ်ချက်ကတစ်ချက်စီမှာအခု Happy New Year ညအထိ လူတယောက်လူအယောက်တရာမပြည့်ခင်မှာ အမြန်ဆုံးစည်ရင်းလာပေးကြပါအခုချိန်ကနေစပြီးတော့ကိုယ်ပိုင် passport ကိုတီချဲကနေပြီးတော့တချဲစီမှာဖုန်းနံပါတ်ဝယ်ယူသူတိုင်းကိုအခမဲ့ပြုလုပ်ပေးသွားမယ်တပိုင်းတပိုင်းနဲ့ပေါင်းနဲ့ယူတဲ့သူဆိုလို့ရှိရင်ဘာမှကိုမပေးရလောက်အောင်ကိုမှကတ်ကောင်းသွားတာပေါ့နော်ဒါကြောင့်မလို့လူတယောက်ကိုနှစ်ကတ်၃ကတ်၄ကတ်တချို့ဆိုရင်ဆယ်ကျော်အထိယူနေတာဖြစ်တဲ့အတွက်အ мян လာမှစိတ်ချရမယ်ဆိုတဲ့အကြောင်းလေးကိုလည်းပြောပြရစေတချက်မေးပြူခဲမှာနံပါတ်